ဒီပတ်ပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ဒီပတ်ပြည်သူများရှင်ဒီရက်ပိုင်းမှာဆိုရင်ဒီပတ်ပြည်သူများခံစားနေရတဲ့စိတ်ဒုက္ခတစ်ခုရှိမယ်လို့ကျွန်မထင်ပါရှင်။ဘာကြောင့်လဲဆိုအဲ့စိတ်ဒုက္ခကိုကျွန်မလည်းခံစားနေရတာကြောင့်ပဲဖြစ်ပါတယ်။ငလင်တန်ကိုစိုးဝါးစွာမြင်တွေ့ပြီးရတဲ့ကြုံတွေ့လိုက်ရတဲ့နောက်မှာပေါ့နော်။ကိုယ့်ရဲ့မိသားစုတွေဆုံးရှုံးခြင်း၊နစ်နာခြင်း၊အိုးအိမ်ပျက်စီးခြင်းမရှိခဲ့ဘူးဆိုရတဲ့သူတွေတောင်မှဒီလိုမျိုးငလင်ရောင်ရောဂါလို့ခေါ်တဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုကိုခံစားနေရပါရှင့်။မိသားစုတွေဆုံးရှုံးခဲ့ရတဲ့သူတွေ ။ဥဝင်စီစဉ်ပြက်စီးခဲ့ရတဲ့သူတွေဆိုရင်ဘလောက်ထိတောင်မှခံစားရမလဲဆိုတာကတော့ကျမတို့တွေးကြည့်လို့တော့မရပါဘူးရှင်။ငလင်ရောင်ယောဂါဆိုတာကတော့ကိုကဒီမှာပေါ့နော်ထိုင်ထိုင်နေရင်းနဲ့ကိုယ့်ရဲ့နားမှာတခုခုလှုပ်ရှားမှုလေးဖြစ်သွားတယ်ဆိုရင်ငလင်လှုပ်တယ်ဆိုပြီးတော့စိတ်ထိန်ပြီးတော့ထပြေးမိတာမျိုးဒါပြင်ဟိုကိုသွားနေလာနေနေပေါ့နော်အများနဲ့စိတ်တထင့်ထင့်နဲ့ငလင်လှုပ်မလားလှုပ်မလားဆိုတဲ့စိုးရင်စိတ်နဲ့နေ့စဉ်နေ့တိုင်းနေထိုင်နေရတာမျိုးဒါမျိုးငလင်ရောင်ယောဂလို့ခေါ်ပါရှင့်ကျမကိုယ်တိုင်လည်းအဲ့လိုဖြစ်နေပါတယ် ဘယ်တော့တော့ဘယ်လာလာစားစားတောက်တောက်အိတ်အိတ်စိတ်မအေးအောင်ဖြစ်နေပါရှင့်ညဘက်တွေဆိုရင်လေကိုကအိတ်နေနဲ့ဒီကြမ်းပြင်မှာတခုခုလှုပ်ရှားမှုလေးပေါ့နော်ဒီ vibration လေးကိုခံစားမိရဆိုတော့မှအိတ်ရကနေချက်ချင်းလက်နိုးတဲ့အထီကိုဒီငလင်ရောင်ရောဂါနောက်ဆက်တွဲလေးကခံစားနေရပါတယ်ဒီဘက်ပြည်သူလည်းကျမလိုပဲဖြစ်မယ်လို့ထင်ပါရှင့်ဒါကြောင့်ဒီငလင်ရောင်ရောဂါဟာဆိုရင်လေဆိုးဝါးစွာဖြစ်ပေါ်နေရဆိုရင်တော့ဆရာဝန်င်းနဲ့ပြသပြီးတော့ကုသမှုခံရတဲ့မှာရှင့်တော့တဖြည်းဖြည်းနဲ့တော့ဒါလေးကရောပါတက်တာသွားတက်တဲ့သဘောတော့ရှိရပေါ့နော်ဒါပေမဲ့ တပတ်ကျော်တဲ့အထိတောင်ဆိုးဝါးပြင်းထန်စွာခံစားနေရတဲ့အရေးပြက်တာတွေကျန်းမာရေးချို့တဲ့တာတွေဖြစ်လာတဲ့ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသတဲ့မှာရှင့်ဒါလေးတော့ကျွန်မကနဦးလေးပြောပြချင်ပါတယ်ဒီနေ့ပထမဆုံးပြောပြချင်တာကတော့မိဘပြည်သူများအတွက်အကျိုးရှိစေမယ့် data လေးတွေကိုကျွန်မပေးချင်ပါရှင်အဲ့ဒါလေးတွေကတော့ကျွန်တော်တို့နိုင်ငံအနှံ့အပြားမှာနိုင်ငံတော်ကနေပြီးတော့ကုညီဆောက်ရှောက်မှုတွေလုပ်ပေးနေတဲ့အခါမှာအများပြည်သူတွေနဲ့တွားရောက်ပြီးတော့ service unit နဲ့နေရာလေးတွေကိုလမ်းညွှန်ချင်ပါရှင်နံပါတ်၁ကနေပြည်တော်မှာဖြစ်ပါရှင့်နေပြည်တော်မှာကျန်းမာရေးကိစ္စ ်ကစေးကူတာကျင်တဲ့သူရဲ့အနေနဲ့ဆိုရင်ပေါလောင်အားကစားခွင့်မှာယာယီဆေးရုံဖွင့်လှစ်ထားပါရှင်ဘူတန်နိုင်ငံကအခွင့်အရေးနဲ့တက်မတော်ဆေးဆရာဝန်တွေကုသပေးနေကြတယ်လို့သိရပါရှင်ဒီပေါလောင်အားကစားခွင့်မှာဖွင့်ထားတဲ့ယာယီဆေးရုံနဲ့ပတ်သက်ပြီးတော့လဲကောလာဟာလာတွေထုတ်နေကြတာမြန်မာရှင်အဓိကတော့ပြည်ပမီဒီယာတွေကပေါ့နော်ပြည်သူတွေဒီမှာသွားပြီးတော့ဆေးကုတာတာမျိုးမလုံရဲအောင်လို့သတင်းမှသတင်းတူတွေဖြန့်နေပါရှင်စစ်ဆေးတာကြမ်းနေတို့အမျိုးစုံပေါ့နော်သူတို့ကတော့သူတို့ပဇာရေးရှိတာရှောက်ပြောတာရှင်သိလား စစ်သေးတာကြမ်းတယ်လို့ဟိုလိုစစ်တယ်ဒီလိုစစ်တယ်စသဖြင့်ရှောက်ပြောနေကြပါတယ်ဒီလိုမျိုးသတင်းစကားတွေမယုံကြည်ပါနဲ့ရှင်ကိုယ့်ရဲ့ကျမ်းမာရေးကိုယ့်ရဲ့မိသားစုကျမ်းမာရေးအတွက်ဒီပြည်တော်မှာနေထိုင်တဲ့လိုအပ်လာမယ်ဆိုရင်တော့ပေါလောင်အောက်ကစားခွင့်ကိုတွားရောက်ပြီးတော့စေကံပြသပါလို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်မန္တလေးမြို့မှာရှိတဲ့ငလင်ဘေးဒဏ်တဲ့ခံစားရတဲ့ပြည်သူတွေအတွက်ကတော့မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့စိန်မဲရက်ွက်38လမ်း86လမ်းနဲ့89လမ်းကြားရှိမဟာအောင်မြေအောက်ကစားကွင်းမှာ တရုတ်နိုင်ငံစက်ချိန်ကြီးအတင်းကနေပြီးတော့ယာယီတဲတွေဆောက်လုပ်ပေးထားပြီးသဘောအပေးကြောက်ခက်ခဲရှိသူတွေတွားရောက်နေထိုင်နိုင်တယ်ဆိုပြီးတော့သိရှိရပါရှင့်ကိုယ့်ရဲ့နေအိမ်ကစိုးဝါးစွာပျက်စီးသွားပြီးတော့နေထိုင်ဖို့အခက်ခဲရှိရယ်ဆိုရင်တော့အဲ့ဒီကိုတွားရောက်ပြီးတော့နေထိုင်ဖို့အတွက်ကိုအခုညီတောင်းခံနိုင်ပါရှင့်ဒါလေးလည်းကျွန်မအကျိုးရှိစေမယ့် data လေးဖြစ်နေမျှဝေကြပါရှင့်နောက်ထပ်တစ်ခုကတော့မန္တလေး22လမ်းလမ်း80မှာဆိုရင်ငလင်ဘေးရှောင်မိဘပြည်သူရဲ့အတွက်ရေသန်းဆက်တွေလည်းတက်ဆင်ထားရှိရဲဆိုပြီးတော့သတင်းလေးလည်းတွေ့ပါရှင့် လက်ရှိမှာဆိုရင်အထက်ကရှေးတန်းရဖို့တော့ကအင်မတန်အရေးကြီးပါရှင်။မသက်ရှင်တဲ့ရှေးတွေတောက်မိမယ်ဆိုရင်မိဘပြည်သူများအတွက်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေဖြစ်နိုင်တဲ့အတွက်ရှေးတန်းလေးတွေတွားရောက်ရှာယူဖို့အတွက်ကိုမန္တလေးမြို့ကမိဘပြည်သူတွေအတွက်ကိုလမ်းညွှန်ပေးတာဖြစ်ပါရှင်။နောက်ထပ်တစ်ခုကတော့နေပြည်တော်ကောင်စီနယ်မြေလေဝေးမြို့မှာရှိတဲ့မိဘပြည်သူတွေအတွက်ဖြစ်ပါရှင်။နေပြည်တော်ကောင်စီနယ်မြေလေဝေးမြို့ကိုအခြေပြုပြီးတော့ထိုင်းတပ်မတော်စစ်တပ်ဖွဲ့ရဆိုရင်စေကူတာပေးနေပါရှင်။ တရက်တွင်လူနာတရာကျော်ကိုကျမ်းမာရေးစစ်ဆေးကုသမှုတွေဆောင်ရွက်ပေးနေတယ်ဆိုပြီးသိရပါရှင်။ဒါကြောင့်လေဝေးမျိုးနဲ့အနီးတစ်ဝိုက်မှာရှိတဲ့မိဘပြည်သူတွေအနေနဲ့လေဝေးမျိုးကိုသွားပြီးတော့ကျမ်းမာရေးဆောင်ရှောက်မှုတွေခိုင်နိုင်ပါတယ်ဆိုပြီးတော့ကျမသတင်းချက်လက်လေးညှဝေချင်ပါရှင်။နောက်နေ့တွေမှာလည်းမိဘပြည်သူများအတွက်ဘယ်နေရာလေးတွေမှာအကူအညီရယူနိုင်တယ်ဘယ်နေရာလေးတွေမှာတော့မိဘပြည်သူများအခက်အခဲလေးတွေပြည်လဲစေရန်အလို့ငှာ ဆောင်ရွက်ချက်လေးတွေပူပေါင်းနိုင်တယ်ဆိုတာလေးကိုကျွန်မအလင်းသိတဲ့လိုမျိုးရှာဖွေပြီးတော့တင်ဆက်ပေးပါမယ်ရှင်။မြပြည်မှာအခက်အခဲတွေကြုံတွေ့နေရတဲ့မိဘပြည်သူများအနေနဲ့လည်းကျွန်မတို့ Prime Media ထံကိုကိုယ့်ရဲ့အခက်အခဲလေးတွေကိုပေးပို့နိုင်ပါရှင်။အဲ့ဒီကနေပြီးတော့မိဘပြည်သူများအတွက်တင့်တော်မဲ့အကူအညီတွေရရှိနိုင်မဲ့နေရာလေးတွေကိုကျွန်မတို့ကအတက်နိုင်ဆုံးလမ်းညွှန်ပေးပါမယ်ရှင်။မိဘပြည်သူများရှင်ဒီနေ့မှာကျွန်မအရေးတကြီးတင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ဆက်နှစ်တန်းပေါ့နော်။ပြန်ဖြေရမယ်ဆိုတဲ့သတင်းစကားတွေဟာလူမှုကွန်ရက်တွေမှာရောမိဘပြည်သူတွေကြားထဲမှာရောအင်မတန်ကိုပြန့်နှံ့နေပါရှင်။ ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မတင်ဆက်ပေးချင်ပါတယ်။ကျွန်မတို့မီဒီယာတွေအနေနဲ့ကတော့ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ဒီသက်ဆိုင်ရာပေါ့နော်။မေးခွန်းလေးမေးမြန်းလို့ရတဲ့ဂရုလေးရှိပါရှင့်။အဲ့ဒီမှာကျွန်တော်အနေနဲ့ဝင်ရောက်ပြီးတော့မေးညာဆိုရင်မေးမြန်းခဲ့ပါရှင့်။တရားဝင်စာထုတ်ထားတာအခုချိန်ကြီးလုံးဝမရှိသေးပါဘူးရှင်။ဒါဟာကောလာဟာလာတစ်ခုကဖြစ်ပါတယ်။ငနေလုတ်ပြီးတာမှရပ်ပိုင်းလေးပဲရှိတဲ့အချိန်မှာစန်တတန်းပြဲလဲဖြေဆိုဖို့အတွက်ကိုနိုင်ငံတော်ကဒီချိန်မှာစဉ်းစားနိုင်မှာမဟုတ်ပါဘူးရှင်။အဲ့ဒီအချိန်ထိအဲ့ဒီ အချိန်လေးထူမရောက်သေးရပါတော့ခုချိန်မှာကုညီကယ်ဆယ်ရေးပြီးတဲ့ခါမှာပြန်လဲထူထောင်ရေးဖို့ပဲသွားနေရသေးတဲ့အတွက်စန္ဒတန်းဖြည့်ဆို့မဲ့ကိစ္စကိုနိုင်ငံတော်ကဘာဆိုဘာမှစဉ်းစားဆုံးဖြတ်သေးတာမရှိပါဘူးရှင့်ဒီသတင်းစကားကဘယ်ကနေစလဲဆိုတာမသိဘူးဆိုပေမဲ့စန္ဒတန်းဖြည့်ဆို့တဲ့ကလေးငယ်တွေအတွက်ကတော့အင်မတန်စိုးရင်ထိတ်လန့်ခဲ့ရတဲ့ကိစ္စခုသာဖြစ်ပါတယ်ဒါကြောင့်ကျွန်မအနေနဲ့လက်ရှိမှာပေါ့နော်နိုင်ငံတော်အစိုးရကဒီအပိုင်းကိုမစဉ်းစားရသေးဘူးရှင့်မစင်းစားရသေးတဲ့အတွက်စင်းစားတဲ့အခါမှာထဲသွင်းစင်းစားလို့ရမယ့်အချက်လေးတွေကိုလည်းတစ်ခါလေးတင်ဆက်ပေးကြပါရစေ။ အဓိကမြေပြင်မှာဖြစ်နေတဲ့ခက်ခဲတွေပြောပြချင်တာပါရှင့်အခုဒီငလင်ဘေးတံကြောင့်ဆန္ဒတန်းဖြည့်ဆို့ပြီးသွားတဲ့ကလေးငယ်အချို့လည်းတေဆုံးမှုတွေဖြစ်ခဲ့ပါရှင့်ဒါကြောင့်ဆောင်းမွေးဝက်ပြန်ဖြည့်မယ်ဆိုတော့မှကလေးတွေအားလုံးပြန်ဖြည့်နိုင်ဖို့ဆိုတော့မရှိတော့ပါဘူးရှင့်ဒါပြင်စန္ဒတန်းဖြည့်ဆို့ခဲ့တဲ့ကလေးတွေဟာတက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်တော့မှသူတို့မှာမိဘတွေမရှိတော့တာရှိရဲ့အိုးအိမ်တွေမရှိတော့တာရှိရဲ့ရှင်ဒုက္ခတရားတွေအမတန်ကိုကြီးမားနေတဲ့ကာလဖြစ်ပါတယ် ဒါကြောင့်စာမေးပွဲသာပြန်ပြေရမယ်ဆိုရင်ဒီစာမေးပွဲကိုအာရုံစိုက်ဖို့အတွက်စာချက်ဖို့အိမ်ပမာလဲရှင့်ဒီစာတွေကိုပြန်ကြက်နိုင်ဖို့ပြန်သင်နိုင်ဖို့အတွက်ပညာရေးသင်ကြားနိုင်ဖို့အတွက်ငွေကြေးအင်အားပမာလဲရှင့်ဒီလိုခက်ခဲမှုတွေအများကြီးဖြစ်ပေါ်နေပါရှင့်ဒါပြင်ဟိုအရင်တော့စာမေးပွဲဖြေရတယ်ဆိုတာကဒါဘလို့ပဲဖြစ်ဖြစ်မိတို့ဝင်ဆိုစေကမှပျက်စီးဆုံးရှုံးခြင်းတွေမရှိသေးတဲ့အချိန်မှဖြေရတာလေအခုလိုမျိုးကြီးမားလို့နဲ့ငလင်တန်ကြီးကိုခံစားပြီးရဲ့အခါမှာမိသားစုတွေလည်းဆုံးရှုံးပြီးရဲ့နောက်မှာ ဆောင်းမွေးပွဲဆိုတဲ့ strategy ကိုသူတို့ဘယ်လိုလုပ်ပြီးတော့ရင်ဆိုင်နိုင်မှာမလဲရှင်။ဆောင်းမွေးပွဲဆိုတဲ့ strategy ကចောင်းသားနေမဟုတ်ចောင်းသားမိဘပါခန်းစားရတာပါ။ဒီတော့ဒီຢာကြီးကိုကလေးတွေဟာဘလို့မှပြန်ပြီးတော့ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူးရှင်။ဒါနိုင်ငံတော်အနေနဲ့ထည့်သွင်းစဉ်းစားတဲ့အချက်လေးသာဖြစ်ပါရှင့်။ဒီတော့ပြန်ပြီးတော့မေကွန်းထောက်ဆရာရှိတာကဂုံနုထောက်ကိုဖြေဆိုခဲ့ကြရတဲ့ကလေးတွေတော့ကောဆုံးရှုံးနေတာမှုတွေဘယ်လိုရှိမလဲရန်ကုန်တိုင်းဆိုရင်ဒါငလင်တောင်ကြီးကြီးမှထိတာမရှိဘူးပေါ့နော် ဒီလိုတိုင်းတွေကနေပြီးတော့ကလေးတွေကရောအလုံးတပြေးညီဖြစ်သွားမှာလားဆိုရင်မိခိုးနေရတယ်အများကြီးထွက်လာပါတယ်ရှင့်။ကျမတို့ကံအကြောင်းပါတဲ့အတွက်ဒါတွေဖြစ်လာတယ်လို့အရင်ဆုံးသတ်မှတ်ပေးစေချင်ပါတယ်။ဘုံလို့ရတဲ့ကလေးတွေအတွက်လည်းအင်မတန်နှင်မျိုးကိုကောင်းတာမှန်ပါတယ်ရှင့်ဒါပေမဲ့ကံအကြောင်းတရားတွေကရှိလာခဲ့တယ်လေကိုဖြေတဲ့နှစ်ကြာမှာဒါမျိုးတွေကြုံလာခဲ့တယ်လေဟုတ်တယ်မလားဒါကနှစ်ပေါင်း100ကျော်လောက်မှဖြစ်တတ်တဲ့ကိစ္စတစ်ခုမှကိုနှစ်ကြာမှဖြစ်တယ်ဆိုတာကတော့ကံတရားကိုလည်းထည့်သွင်းပြီးတော့စဉ်းစားဖို့တဲ့နဲ့အတွက်ပြောတာပါရှင့် ဒီတော့ကျမအနေနဲ့အားလုံးကိုညံ့ညတ်တတ်တာပဲပိုင်းဖြတ်ပြီးတော့တောင်းဆိုရမယ်ဆိုရင်တော့ဒီနှစ်ဆန္ဒတန်းဖြေတဲ့ကလေးတွေအားလုံးကိုအခြေခံအဖြစ်တော့အပြည့်အဝရှားနှုံးပြည့်တနိုင်ငံလုံးအောင်မြင်မှုပေးလိုက်တာကတော့တင့်တော်ဆုံးပါပဲရှင့်။ဒီကနေမှတက္ကသိုလ်ပေါ့နော်တက္ကသိုလ်ကိုရွေးချယ်တဲ့တက္ကသိုလ်အလိုက်အရေးချင်းစစ်စာမေးပွဲလေးတွေပြန်ပြီးတော့လုပ်လိုက်မယ်ဆိုရင်တော့ဂုံလူရတဲ့ကလေးတွေအတွက်ကိုတက်ချင်တဲ့ကြောင်းတက်ဖို့ခွန်လန်းလေးတွေလည်းရလာမယ်လို့ထင်ပါရဲ့ရှင်။ကျမနိုင်ငံမှာကအခါကျအရင်စိတ်ပူစရာမျိုးတဲ့ကိစ္စလေးရှိပါရဲ့ရှင်။ တကယ်ကိုအင်မတန်ကောင်းမွန်တဲ့တက္ကသိုလ်ကြီးတွေပေါ့နော်စေးကြောင်းနေပါတယ်ဆိုရင်ဒါတာမန်ကလေးတွေတက်ဖို့ဆိုမဖြစ်နိုင်ဘူးပါရှင်တာမန်စာလောက်ပဲဖတ်ခဲ့ပြီးတော့စာမွေးဖြည့်ခဲ့တဲ့ကလေးကစေးကြောင်းတက်ဖို့လည်းစဉ်းစားမှာမဟုတ်ဘူးရှင်အသေးချာတော့လေစေးကြောင်းတက်တယ်ဆိုတာကမိဘရောတာသမီးရောကဒီစေးပညာကိုဝါသနာပါပြီးတော့ဒီဟာကိုဒီဇိုင်းနဲ့မှပံပိုးနိုင်တဲ့သူတွေပဲစေးကြောင်းတက်တာပါရှင်စေးကြောင်းတက်တဲ့ကုံကြစိတ်နဲ့တာမန်တက္ကသိုလ်တက်တဲ့ကုံကြစိတ်ကတူတာမှမဟုတ်တာရှင် ဒါကြောင့်ဒါကတော့သိစိတ်ပူစရာမရှိပါဘူးရှင့်အဲ့ဒါအောင်မှစိတ်ပူရဲဆိုရင်တော့စိတ်ကြောင့်လာတက်တက်ကလေးတွေကိုရေချင်းစစ်ဆောင်ပွဲဝဲလေးနဲ့ဆက်လိုက်တယ်ဆိုလဲရပါတယ်ရှင့်ကျမပြောသလိုပါရှင့်အရာအလုံးကဒီချိန်မှမှဒီနေရာမှမှဒီနိုင်ငံမှမှဒီလိုမျိုးဆောင်ပွဲဝဲဖြည်ပြီးတဲ့အချိန်မှမှဖြစ်လာခဲ့တာကိုရှင့်တကယ်တော့ကံကောင်းတာပါဆောင်ပွဲဝဲဖြည်ပြီးတဲ့အချိန်မှဖြစ်တဲ့အတွက်ကံကောင်းတာပါရှင့်ဆောင်ပွဲဝဲဖြည်နေတဲ့ကာလမှသာဖြစ်မယ်ဆိုရင်ပြိုကျပျက်စီးသွားခဲ့တဲ့စာသင်ကျောင်းတွေအောက်မှာ ကလေးတငယ်ပေါင်းမြောက်များစွာအသက်စတိရမှာပါရှင်။ဒါလေးရတာကံကောင်းခြင်းတစ်ခုလို့ပဲကျွန်မသတ်မှတ်ပါတယ်။ဒါကြောင့်ကျွန်မတို့အနေနဲ့ကဒီချိန်မှာငဲ့ညာမှုတွေနဲ့စာနာမှုတွေနဲ့ပဲဒီဆက်နှစ်တန်းအဖြေလွားတွေအပေါ်မှာဇာနုံးပြည့်အောင်မြင်ခြင်းနဲ့ဒါကလေးတွေစိတ်တက်ခွန်အားမိဘတွေစိတ်တက်ခွန်အားလေးတွေကိုအနည်းငယ်ညှင့်တင်ပေးပါလို့ဒါနိုင်ငံတော်ကိုကျွန်မတို့ကတောင်းဆိုခြင်းပါရှင်။ဒီလိုမျိုးကောလာဟာလာတွေထွက်နေတဲ့အတွက်လည်းနိုင်ငံတော်အနေနဲ့ဒါဟာမဟုတ်ပါဘူးဆိုတာလေးကိုလည်းထုတ်ပြန်စေချင်ပါရှင့်။ဘာကြောင့်လဲဆိုတော့ ကလေးတငယ်တွေကဒီလိုမျိုးငလင်တန်ခံလဲရတဲ့ဒီနောက်မှာပေါ့နော်အခုဆိုယာယီတဲလေးတွေမှာနေနေရတဲ့အချိန်မှာဆန်တတိုင်းရလည်းပြန်ဖြစ်ရအောင်မယ်ဆိုတော့စိတ်ပင်ပန်းတာပေါ့ရှင်အဲ့အချိန်မှာငကိုတဲ့အစိတ်တန်ရရှိရဲ့ကလေးဆိုရင်ဘလောက်ထိအောင်မှဒီလိုခက်ခဲနေရတဲ့ဖြတ်တန်းမလဲဆိုတာလေးကိုလည်းဒါစဉ်းစားတဲ့မှာရှင်ဒါကြောင့်ဒီလိုမဟုတ်တဲ့ကောလာဟာလာရင်မထုတ်ပါနဲ့အောင်နိုင်ငံတော်ကဒီပေါ်မှာဘာမှစဉ်းစားထားရလဲမရှိဘူးဘာမှညွှန်ကြားထားရလဲမရှိပါဘူးရှင် ဒါလေးတော့ကျွန်မနေတဲ့သတင်းသုံးသပ်ချက်လေးကနေပြီးတော့မိဘစုတို့များအားလုံးသိရှိအောင်ပြန်ဆက်ပေးချင်ပါတယ်။ကျွန်မရဲ့သတင်းလေးကိုဆန်တန်းဖြည့်ပြီးတဲ့ကလေးတွေရောចောင်းသားမိဘတွေရောနားထောင်မိမယ်ဆိုရင်တဆင့်စကားတဆင့်နာနဲ့ဒီသတင်းဟာမဟုတ်မှန်ပါဘူးဆိုတာလေးကိုညွေပေးစေချင်ပါရှင့်။ဆန်တန်းပြန်ဖြည့်ဖို့အတွက်ကိုရက်သက်မှတ်ထားရလဲမရှိဘူးစီစဉ်ထားရလဲဘာမှမရှိဘူးတရားဝေထုတ်ပြန်ထားရလဲယနေ့အချိန်ထိဘာမှမရှိသေးပါဘူးရှင့်။ဒါကြောင့်ကျမကလည်းထုတ်ပြန်ဖို့အတွက်ကိုပေါ့နော်စဉ်းစားမယ်ဆိုတော့မှထည့်သွင်းစဉ်းစားမယ်အချက်လေးတွေကိုသတင်းလေးတွေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင့်။ ငလင်တန်ခံရတဲ့မိဘပြည်သူများအတွက်နိုင်ငံတော်ကကူညီဆောက်ရှောက်နေတဲ့အပိုင်းလေးမှာဒီပညာရေးအပိုင်းလေးကိုလည်းစိတ်တက်ခွန်အားလေးရရှိဖို့အတွက်အ ਨੇ ငယ်လေးထည့်သွင်းစဉ်းစားပြီးတော့အောင်ချက်လေးတွေကိုအပြည့်အဝပေးနိုင်ပါရန်ကျမတို့မိဘပြည်သူများအားလုံးကိုစားစံတတန်းဖြည့်ပြီးတော့ငလင်တန်ခံခဲ့ရတဲ့ကလေးငယ်တွေအားလုံးကိုစားကျမအနေနဲ့တောင်းဆိုလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့အခုသတင်းလေးတစ်ခုပေါ့နော်မတင်ဆက်ခင်လေးမှာတောင်းဆုပြုချင်တာလေးတစ်ခုရှိပါရှင်။အဲ့ဒါလေးကတော့ကျမတို့နိုင်ငံမှာ တကယ်တော့ဟာရောက်နေမိဘပြည်သူတွေကိုကြီးဆောက်ရှောက်ကျင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေပြီးတော့တန်တရားတစ်လျှောက်လုံးမှာအကျိုးကျေးဇူးကြီးမားစွာဖြစ်ပေါ်စေနိုင်တဲ့အလှကြီးအတန်းကြီးတွေကိုပြည်လို့ဖို့ကံကြောင်းတရားပါတဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေကျမရဲ့ဒီသတင်းလေးကိုတွေ့ရှိပါစေလို့ကျမအရှင်အဆုံးတောင်းဆိုပြုချင်ပါရှင့်ကျမတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ငလင်တန်တင်ခဲ့ရတဲ့သာသနိကဘာသာရေးဆိုင်ရာအဆောက်အဦတွေပညာရေးကျမ်းမာရေးနဲ့အများနဲ့သက်ဆိုင်တဲ့အဆောက်အဦတွေကိုအဆောက်အဦတစ်ခုချင်းစီအလိုက် တာဝန်ယူပြီးတော့ပြုပြင်မွမ်းမံအသည့်တည်ဆောက်လူဒန်းလူသူများအနေနဲ့ပါဝင်လူဒန်းနိုင်ပါတယ်ဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားတဲ့သတင်းလေးသာဖြစ်ပါရှင်ကျမတို့ရဲ့နိုင်ငံမှာဆိုရင်မတ်လ28ရက်ကအင်မတန်ကြီးမားတဲ့ငလင်းဖြစ်ပေါ်ခဲ့ရတဲ့အတွက်မန္တလေးစကိုင်းနေပြည်တော်နဲ့ပြည်မနာမြို့တွေပေါ့နော်အခြားမြို့တွေမှာဆိုရင်အင်မတန်ဆိုးဝါးတဲ့ပျက်စီးမှုတွေဖြစ်ခဲ့ပါရှင်အဲ့လိုမျိုးပျက်စီးခဲ့ရတဲ့အဆောက်အဦတွေမှာဆိုရင်ဘာသာရေးအဆောက်အဦတွေအများပြည်သူရဲ့နဲ့သက်ဆိုင်တဲ့အဆောက်အဦတွေပေါင်းများစွာလည်းပျက်စီးခဲ့ရပါရှင့် အဲ့လိုအဆောက်တွေနဲ့မှအဆောက်အဦတစ်ခုချင်းစီအလိုက်ကိုတာဝန်ယူပြီးတော့တိဆောက်ပြုပြင်လှူဒန်းလို့တဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေအားဆိုရင်ရာသပ်ပံတတိထိုးပြီးတော့ပါဝင်လှူဒန်းနိုင်မှာကြောင်းတယ်ပါဝင်လှူဒန်းလို့သူများအနေနဲ့သက်ဆိုင်ရာဌာနများတို့၎င်းအမျိုးသားတဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှဖော်ပြထားတဲ့ပုံကိုယ်များထံသို့၎င်းဆက်သွယ်လှူဒန်းနိုင်မှာကြောင်းအတိပေးထုတ်ပြန်ထားပါတယ်ဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားပါရှင့်ကျမောက်နိုင်ငံမှာဆုံးရှုံးခဲ့ရတဲ့အရာတွေအတွက်ကိုပြန်လဲတိဆောက်ခြင်းတွေဟာအခုချိန်မှာအင်မတန်လိုအပ်နေပါရှင့် ။တာသနိကအဆောက်အုံတွေ၊ကျန်းမာရေးဆိုင်ရာပညာရေးဆိုင်ရာအဆောက်အုံတွေအားဆိုရင်နှစ်ပေါင်းမြောက်များစွာလူသားတွေကိုအကျိုးပြုတဲ့အဆောက်အုံတွေဖြစ်ပါရဲ့။ကျောင်းတစ်ကျောင်းအဆောက်လိုက်မယ်ဆိုရင်ဒီကျောင်းလေးဟာမပြတ်စည်းသွားခင်အထိကျောင်းသူကျောင်းသားလေးတွေအနေကင်းစွာနဲ့စာသင်ကျနိုင်တာပါရှင်။ကျန်းမာရေးဆိုလည်းဒီလိုပါပဲရှင်။စေယုံတစ်ခုမှာစေယုံတစ်ခုဟာဘောနော်တည်ရှိနေတဲ့၍လူသားပေါင်းမြောက်များစွာရဲ့အသက်တွေကိုစောင့်ရှောက်ပေးနိုင်ပါရှင်။လူသားပေါင်းမြောက်များစွာရဲ့အသက်တွေကိုကယ်တင်စောင့်ရှောက်ပေးနိုင်တဲ့စေယုံတစ်ခုကိုလှူဒန်းရခြင်းကုသိုလ်တရားဟာ ကျွန်တော်တို့တန်တရားမှာရောလက်ရှိဘဝမှာတည်းမကဘလောက်ထိတောင်မှအကျိုးတူအကျိုးမြတ်တွေရရှိစေတဲ့ကုသိုလ်တရားလဲဆိုတာကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းသိပါပဲရှင့်ဒီလိုကုသိုလ်တူကုသိုလ်မြတ်ကိုလူတိုင်းတောင်မှမပြုတ်နိုင်ပါဘူးရှင့်တကယ်ကိုဖုံးကန်ရှိတဲ့သူတွေမှသာပြုတ်နိုင်ပါရှင့်ကျွန်တော်တို့လိုတာမန်လူတွေစေယုံတယုံကိုစောက်ပေးပါဆိုလို့ကျွန်တော်တို့မှာငွေကြေးအင်အားမရှိပါဘူးရှင့်ဒါဟာကျွန်တော်တို့ဒီလိုမျိုးကုသိုလ်ထူးတွေပြုတ်နိုင်ဖို့အတွက်ထူးခြားတဲ့ပုံပုံမဟုတ်တဲ့အတွက်ဖြစ်ပါရဲ့ရှင့်ကျွန်တော်တို့ကအခုလိုမျိုးကိုယ်တိုင်ပြီးဒုက္ခရောက်တဲ့အချိန်မှာတောင်မှ ။ဘာဆိုဘာမှကြီးကြီးမားမားကဲတန်နိုင်ခြင်းမရှိတဲ့လူတွေထဲမှာကျမတို့ပါမှာရှက်။ဒါကြောင့်ကျမတို့ဟာရှေ့ရှေ့တိတ်ပွားကကုသိုလ်ကအားနေခဲ့ရတဲ့နဲ့တူပါရှင်။ဒီချိန်မှာငွေကြေးညောင်များစွာလှူဒန်းခြင်းနေမဲ့ကျမတို့မှာဒီလိုပိုင်ဆိုင်ခြင်းတွေမရှိပါဘူးရှင်။ဒါကြောင့်အခုချိန်မှာငွေကြေးမြောင်များစွာကိုကပိုင်းဆိုင်တဲ့စီးပွားရေးတွေအဆင်ပြေတဲ့သူဆိုရင်ဒီလိုကုသိုလ်တို့ကုသိုလ်မြတ်တွေကိုဖြုတ်လုပ်ဖို့အတွက်ကိုတကယ်ကံကြောင်းတရားပါတဲ့သူတွေသာဖြစ်ပါရှင်ဒီလိုအခြေအနေမျိုးကိုယ့်စီမှာရှိရဲဆိုရင်အင်မတန်ထူးခြားတဲ့ပုံကူဖြစ်တဲ့အတွက်ကိုကစေတနာမေတ္တာထားပြီးတော့ စောက်ရှောက်မှုပေးလိုက်မယ်ဒီလိုအလှူတွေလုပ်လိုက်မယ်ဆိုရင်တော့ဒါဟာဘယ်သူမှမရနိုင်တဲ့အခွင့်အရေးကိုကိုယ်ရလိုက်တာပါပဲရှင့်ကျမတို့တော့ဒီလိုခွင့်အရေးရခြင်းလို့မရပါဘူးရှင့်ကျမတို့လိုပဲတာမန်မိပတ်ပြည်သူတွေလည်းဒီလိုခွင့်အရေးရခြင်းလုံးလို့တော့မရပါဘူးရှင့်ဒါကြောင့်ရားတဲ့သူတွေကိုတော့ကျမတို့ကအထူးလေးစားပါတယ်အထူးအားကြပါတယ်ရှင်။ကျမတို့မှဒီလိုကုသိုလ်တို့ကုသိုလ်မြတ်ကိုပြုနိုင်တဲ့ကံကြောင်းတရားလေးတွေမရှိဘူးဆိုပေမဲ့ ကျမတို့ဒီလိုကုသိုလ်တွေပေါ့နော်ပြုလုပ်နိုင်အောင်လို့လမ်းညွန်ပေးနိုင်တဲ့စိတ်ဆန္ဒလေးရှိရတဲ့အတွက်အခုလိုသတင်းလေးတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်။ကျမရဲ့သတင်းအစအဦးလုံးမှာပြောခဲ့တဲ့စူတောင်းလေးတိုင်းနဲ့တကယ်ကုသိုလ်တို့ကုသိုလ်မြတ်တွေကိုလောက်ကင်နိုင်မဲ့ပုံကိုယ်ကြီးကျမရဲ့သတင်းလေးကိုတွေ့ရှိပါစေ။စေတနာတရားပေါက်ပြီးတော့ကျမောက်နိုင်ငံမှာလိုအပ်နေတဲ့အခြေခံစောင့်အောင်လေးတွေကို စောက်လို့ဒူတန်းနဲ့သူတွေဖြစ်လာကြပါစေအလှူရှင်တွေအများကြီးပေါ်ပေါက်လာပါစေလို့ကျွန်မကလည်းဆန္ဒပြဆုတောင်းအပ်ပါတယ်ရှင်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးစင်တဲ့သတင်းရတော့မိဘပြည်သူများကြင်နုသားတို့ခေါ်နိုင်တဲ့သတင်းလေးတာဖြစ်ပါရှင်ကျွန်မတို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်အခြေခံလေးကအင်မတန်နှပပြီးတော့လူသားဆန်နဲ့ကုညီလိုစိတ်တွေရှိရဲဆိုတာကျွန်မခဏခဏတင်ဆက်ပါရှင်အဲ့ဒီလိုမျိုးစိတ်တက်လေကအခုလိုမျိုးအရေးကြုံတဲ့အခါမှာတက်လုံကောင်းစွာနဲ့ပေါ်ထွက်လာခဲ့ပါရှင်။ ျမနိုင်ငံကိုကယ်ဆယ်ရလာခဲ့တဲ့အဖွဲ့တွေအားဆိုရင်လည်းကျမမြန်မာနိုင်ငံသားတွေရဲ့ပေါ်ရွေမှုကျင်နာမှုပေါ့နော်ကျမနိုင်ငံကမြန်မာနိုင်ငံသားတွေအမြဲတမ်းချစ်ဖို့ကောင်းတယ်အရှင်သိလားကို့ကိုလာပြီးတော့စောင့်ရှောက်ပေးတဲ့ကယ်ဆယ်သမားတွေကိုတကယ်ကိုလူပြောရမယ်လူလီသေးမရှိအောင်စောင့်ရှောက်ပေးကြတာသိလားကိုတိုင်းကငလင်တန်ခံစားနေရတာနော်မန္တလေးကပြည်သူတွေဆိုရင်လေကိုတိုင်းကငလင်တန်ခံစားပြီးတော့လမ်းပေမှာတဲလေးနဲ့အိတ်နေရတာဒါအောင်ကယ်ဆယ်သမားတွေကိုလေလူလီသေးမရှိလိုက်စောင့်ရှောက်ပေးရသိလားလက်ဆောင်လေးပေးကြတယ်တနခါလေးလိမ့်ပေးကြတယ် ပေါ်တော့ပြီးတော့သူတို့ကျေးဇူးတင်ကြောင်းတဖွားဖွားပြောတယ်သူတို့မျက်နှာအရေးကဲလေးလိုက်ကြည့်ပြီးတော့ లై ဆောက်ရှောက်ပေးတယ်အဲ့လိုမုတ်တွေပဲတော့ခွန်ကြွေးတာအဲ့လိုမျိုးတွေကအဲ့လိုမျိုးလိုက်ပြီးတော့ကျေးဇူးတုတ်ပြန်တာပေါ့နော်ဒီလိုအမူအရာလေးတွေကိုကယ်ဆယ်ရေးသမားတွေကိုယ်တိုင်ကခံစားလေးရတဲ့အတွက်သူတို့လည်းဖလုံးသားထဲမှာခံစားရတာပေါ့နော်အော်မြန်မာလူမျိုးတွေဟာဒီလိုမျိုးချစ်ခင် တက်တဲ့လူမျိုးတွေပဲလူချင်းချင်းဒီလိုမျိုးပေါ့နော်အရင်ကအကျိုးတရားတိတက်တဲ့သူတွေပဲဆိုတော့အမှတ်တညာလေးဒါတော့တို့ရဲ့နှလုံးသားတွေမှာဆွေးနွေးတော့ပါရှင့်ဒါကကျမတို့မြန်မာပြည်ရလိုက်တဲ့အမျက်တစ်ခုသာဖြစ်ပါရှင့်အခုဆိုတက်မတော်သားတွေလည်းဒီလိုပါပဲရှင့်ကိုကြီးစောက်ရှောက်မွေလောက်တဲ့အခါမှာပြည်သူတွေသွားပြီးတော့လှူကြတယ်ကျမတို့ကိုယ်တိုင်လည်းသွားလှူခဲ့တယ်ပေါ့နော်တို့လိုအပ်ချက်လေးဖြည့်ပေးတယ်ဒီမနေ့ကဆိုကျမရုပ်တံတစ်ခုတွေ့လိုက်တယ်တက်မတော်သားတွေကိုခါတဲ့တေးချာ ထမင်းဟင်းတွေဥစားဖြစ်ပြီးတော့ကျွေးရဲအန်ဒီပေါ့နော်စိတ်နာအပြည့်နဲ့ကိုကျွေးရတာတည်တာတောက်တောက်အဲ့လိုမျိုးစောက်ရှောက်ပေးကြတာပေါ့နော်တက်မတော်သားရဲ့ပုံမှာလည်းသူတို့ဂျေဆုတင်တဲ့စိတ်လေးတွေနဲ့ပြန်လဲပြီးတော့သူတို့မေတ္တာတရားကိုပြန်ပြတာပေါ့ရှင်ကျမောက်နိုင်ငံမှာဒီလိုမျိုးချစ်ချင်းမေတ္တာတွေကိုပြည့်စည်အောင်လုပ်တဲ့သူတွေဟာတော်တော်အကုသို့ကြီးမားရှင်တည်လားကျမတို့လူမျိုးရဲ့နှလုံးသားတွေကချစ်ချင်းမေတ္တာတွေကအင်မတန်ဖြူစင်တဲ့တူးနဲ့တူးပေါ်မှာဂျေဆုတိတက်တယ်ရှင်ဒါတွေကိုဖြည့်စည်တယ်၊သွေးခွဲတယ်ဆိုတော့အဲ့ဒီလူရမယ်အကုသို့ကနဲမှာမဟုတ်ဘူးနော် ိလားကျမအဲ့လိုပဲပြောချင်တယ်တချို့ရကကျမမြန်မာတွေတွေးခွဲမှာထမင်းစားရတဲ့သူတွေရှိရလေအဲ့တော့သူတို့နေ့စဉ်စားရတဲ့ထမင်းလောက်ကတော့သူတို့မျိုးကြရတယ်ချင်းဒီကကျမကြားရတဲ့အကြည့်ပြီးတော့သူတို့ကိုစားကျမအစာမကြေဖြစ်တယ်ရှင်ဒါအဲ့လိုတွေရှိရပါဘူးနော်ဒါတော့ကျမတို့ကသူများလူမျိုးကိုတော့မှကျမတို့ဒီလောက်ထိချစ်ခင်ပေးနိုင်တာခုလူမျိုးအချင်းချင်းဘာလို့မချစ်ပေးနိုင်မှာလဲဆိုရင်တွေးလေးလဲဝင်နေမိဘပြည်သူတွေကိုစောင့်ရှောက်တဲ့သူတွေဟာမေတ္တာတရားတွေပြန်ရတယ်ဆိုတဲ့ခံစားချက်လေးလဲဝင်ပါရှင့်ဒါလေးကတော့ကျမတို့အတိတ်တရားရှာခဲ့တာနဲ့ ျမတို့မြစ်တာတရားပေါ်မှာယုံကြည်လာတဲ့အကြောင်းတရားလေးသာဖြစ်ပါရှင့်။ကျမအနေနဲ့ပြောပြချင်တာကစကိုင်းမှာအင်မတန်ကိုချစ်ဖို့ကောင်းတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်ခဲ့ပါရှင့်။အဲ့ဒါလေးကတော့နေ့စဉ်နေ့တိုင်းရေခဲတုပ်လေးရောင်းချနေတဲ့လူငယ်တူပါဆိုရင်ကိစိမ်းသွားတဲ့အဖွဲတွေမိဘပြည်သူတွေကိုရေခဲတုပ်လေးတွေလှူနေတဲ့မြင်ကွင်းလေးသာဖြစ်ပါရှင့်။မိဘပြည်သူတို့ကြည့်ရှုလိုက်ပါအောင်နော်။ဒီမြင်ကွင်းလေးဟာဆိုရင်အင်မတန်နဲ့ဝမ်းသာကြည်ညိုရပါရှင့်။သူ့ရဲ့တရားတရားလေးကိုကျမတို့မြင်လဲရတာပေါ့နော်။ ဒီရေခဲကြောင်တယ်လေးရဆိုရင်ဒီလိုမျိုးသူပေါ့နော်ချစ်ချင်းမြတ်တာအပြည့်နဲ့ဒါနစိတ်အပြည့်နဲ့လှူဒန်းလိုက်တဲ့အတွက်လက်ငင်းအချို့တို့တစ်ခုရရှိခဲ့ပါရှင့်အဲ့ဒါလေးကတော့ဒီရေခဲကြောင်တယ်လေးကိုရိုးဝတီစိတ်ဆိုင်ကနေပြီးတော့ဂုံပြုတ်စုမွေးတွားရပြီးတော့ပေးရခဲ့ပါတယ်ရှင်ကျမတို့မြန်မာလူမျိုးတွေဟာဒီလိုလူမျိုးတွေပါဆိုတော့ကျွန်တော်တို့ကဘာကိုပြနိုင်ခဲ့ပါရှင်ကျမတို့ဟာအခြားသူရဲ့အတွက်စွန့်လွတ်အနေနာခံနိုင်ခြင်းစိတ်တတ်တဲ့နှလုံးသားတွေဟာကဘာမှာရှိတဲ့ဘယ်လူမျိုးနဲ့မဆိုရှင်နိုင်ပါရှင့်ဒါလေးဟာကျမတို့မြန်မာဂုံပါပဲ ကျမတို့မြန်မာလူမျိုးတွေအတွက်တကယ်ကိုဂုံယူလေးစားစရာကောင်းတဲ့အချက်လေးတစ်ခုပါပဲရှင့်ဒီအချက်လေးကိုကျမတို့ထိန်းသိမ်းရမယ်ဆောက်ရှောက်ရမယ်အခုချိန်မှာဒါကိုကဘာကိုသိအောင်လို့ကျမတို့ပြသရမယ်ရှင့်ကျမတို့မြန်မာရဲ့ကောင်းတဲ့အချက်တွေကိုပဲကျမတို့မီဒီယာအားနဲ့ကမ္ဘာစင်မြင့်စင်မြင့်ထမှာတွန်းပို့ပြီးတော့ပြသရမယ်ရှင့်မကောင်းတဲ့အချက်ဆိုတော့နိုင်ငံတိုင်းမှာရှိရပဲရှင်။ဒါကိုပဲထုံထုတ်ပြီးတော့ကျမတို့ကမြန်မာတွေမကောင်းမြန်မာတွေအကျင့်မကောင်းမြန်မာတွေလှုပ်တယ်မြန်မာတွေရက်တယ်မြန်မာတွေအချင်းချင်းမနာလို့မြန်မာတွေအချင်းချင်း ဟိုနှိတ်ချတယ်မြမချင်းချင်းရက်ဆက်တယ်ဆိုတဲ့ဟာတွေပဲကပောင်မှာဖျက်နှံ့နေတာကကျမတို့ဂုံသိက္ခာအတွက်မကောင်းပါအောင်ရှင့်ကျမတို့မြမတွေရဲ့ဂုံသိက္ခာအတွက်ကိုလုံးဝမကောင်းပါအောင်ဒါကြောင့်ကျမတို့ကောင်းတဲ့အချက်လေးတွေညှဝေမယ်ကိုယ့်နိုင်ငံဂုံသိက္ခာကိုပြန်လဲဆွဲတင်ကြမယ်ရှင့်အဲ့ဒီအနေမှာကျမတို့ရရှိလာမယ့်အကျိုးတရားတွေအများကြီးရှိမှာနော်သိလားကျမတို့ဒီနိုင်ငံရဲ့ဂုံသိက္ခာကိုဆွဲတင်လိုက်ခြင်းအကြောင်းတရားကြောင့်ကျမတို့နိုင်ငံရရှိလာမယ့်အကျိုးတရားတွေအများကြီးရှိတယ်ဆိုတာကိုမိဘပြည်သူများအမျှော်မြင်ရှိရှိလေးစဉ်းစားတတ်စေချင်ပါရှင့် ဒါကြောင့်ကိုယ်နိုင်ငံဂုံတိတ်ခါကြာဆင်းစီမဲ့သတင်းတွေတွေ့လို့ရှင် ပြန်လည်ညှဝေးတာကိုတေချာမသိပဲနဲ့ပြောဆိုဝေဖန်တာလေလူမှုကွယ်ပေါ်ရှောက်တင်တာလေမလုပ်ပါနဲ့ရှင်ကိုကြောင့်ကိုယ်နိုင်ငံဂုံတိတ်ခါထိခိုက်ရင်သူများနိုင်ငံကိုယ်နိုင်ငံစေတနာပြက်လို့ရှင်လှူမဲ့အလှူတွေရက်တန့်သွားခဲ့ရှင်ဒီအကုသို့အကျိုးတရားကိုယ်စီကိုလည်းလာမှာနော်ဒီလိုစဉ်းစားတင်ပါလေဒီချိန်မှာကိုယ်နိုင်ငံသူများတရားတရားပေါက်အောင်ကုညီခြင်းလာအောင် ခုလိုမျိုးတွေပေါ်မှာသူများချစ်ခင်လာအောင်လုပ်ပြီးတော့ကျမတို့နိုင်ငံပြန်လဲထူထောင်ရေးအတွက်ကိုကျမတို့ကတတတအားကိုကြီးပူပေါင်းအောင်ပါရှင့်ဒါလေးမမေ့ပါနဲ့ရှင့်ဒါဟာကိုနိုင်ငံကိုလိုမျိုးအတွက်ကိုကိုကြီးစောင့်ရှောက်တာပါပဲကျမတို့ကဒီအိမ်လေးမှာအတူတူနေနေတဲ့မိသားစုတွေပဲလေဟုတ်တယ်မလားဒီတော့ဒီအိမ်လေးကောင်းစားဖို့အတွက်ကိုအားလုံးပဲဒီစီမှာဝိုင်းဝန်းကြပါလို့ဒါကျမတိုက်တွန်းချင်ပါရှင့်မိဘပြည်သူများရှင့်ကျမဒီဘက်ကလည်းအတွက်အကျိုးရှိစေမဲ့သတင်းလေးတွေကိုရှေ့ပိုင်းမှာတင်ဆက်ပေးရခါမှာကျွန်တော်ကစိတ်လိုလိုက်ပြီးတော့သတင်းလေးတစ်ခုထပ်မံတင်ဆက်ချင်ပါရှင့် ီသတင်းလေးကကျွန်မစိတ်လိုလိုက်ပြီးတော့တင်ဆက်တာပါဒီကကျမနိုင်ငံမှာဓာတ်ကြောင်တွေဆိုတာရှိပါရှင့်ဓာတ်ကြောင်ကတောင်ကျက်ပေါ့နော်ဆိုတော့တောင်ကျက်တွေပေါ့အဲ့ဒီတောင်ကျက်တွေကဘာဖြစ်လဲဆိုတော့အခုဆိုရင်ဒီငလင်လောက်တာသူတို့ကြောက်ဆိုပြီးတော့ဝန်ခံလာတာတွေ့ရရှင့်ဒီလားငါဒေါသထွက်လို့ငလင်လောက်တာဆိုပြီးတော့ပေါ့နော် online မှာ post တင်နေသူကတင်ချို့ကြောက်လဲလုံခဲနှစ်ကငါကဒီငလင်ကိုချိုတင်ပြီးခန့်မှန်းခဲ့တာအခုတော့မှန်နေပြီမဟုတ်လားဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောတဲ့သူကပြောပါရှင့်ဒါပေမဲ့ငလင်ကိုနောက်ထပ်ခန့်မှန်းပေးနိုင်တဲ့ပုံကိုလည်းရှိခဲ့တယ်နော် ဲ့ပုံကိုတွေကဘာလို့လဲဆိုတော့မိုးလေဝသပညာရှင်တွေပါရှင့်။ဒီရှာရှာအနေနဲ့ကျွန်မတို့နိုင်ငံမှာမိုးလေဝသပညာရှင်ချင်းဥထုံးလွင်ကလည်းစကားပြည့်ရကြောကြီးနဲ့ပတ်သက်ပြီးတော့သတိပေးစကားလေးတိတိကျကျကိုပြောပြသွားပါတယ်ရှင့်။နော်ဝဲပါဝါရှိရတဲ့သူတွေကျွန်မပြောပြချင်တာပါလူတက်ကဝဲပါဝါရှိမှဒါတွေခံမနိုင်တာမဟုတ်ပါဘူးရှင်သိလားအဲ့လိုပြောတဲ့ဆိုကျွန်မလည်းစက်တလပိုင်းတော့ကဒီငနေနဲ့ပတ်သက်ပြီးတော့စကမ်းပြည့်ရကျော်ကလှုပ်ခတ်နိုင်တယ်ဆိုပြီးပြောခဲ့တာပဲလေကျွန်မဝဲပါဝါမှမရှိရအရှင်ပြောနိုင်ခဲ့တာပဲဘာကြောင့်လဲကျွန်မမြန်မာနိုင်ငံဟောက ပြည့်ရွေကျော်အကြီးအပေါ်မှာတည်ရှိတဲ့နိုင်ငံကြီးဖြစ်နေရလေတိလားကျွန်မဟုတ်နိုင်ငံကတကယ်ကိုပြည့်ရွေကျော်ကြောင်ပြချက်ကြီးနှစ်ခုဒီလိုပေါင်းတဲ့နေရာလေးမှာနိုင်ငံတည်နေတာဒါကျွန်မတို့အားလုံးရဲ့တဘာဝတရားကြီးကပေးလိုက်တဲ့အရာပဲရှင့်ကျွန်တော်တို့ခံယူရရှိလိုက်တဲ့အရာပဲအဲ့တော့ဒီလိုနိုင်ငံမှာငလင်ဖြစ်တယ်ဆိုတာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးရှင့်နှစ်ပေါင်း30တခါနှစ်ပေါင်း50တခါနှစ်ပေါင်း100တခါဖြစ်နေမှာပဲကြီးကြီးမားမားဖြစ်တဲ့ငလင်တွေကတော့နှစ်ပေါင်း100ပတ်ဝန်းကျင်မှာဖြစ်တယ်တယ်ပေါ့နော်ဒါဒီပညာတွေလေ့လာတဲ့သူကသိနိုင်တဲ့ကိစ္စရှင့် ဝယ်ပါဝါရှိတယ်မိုးလူသားပညာရှင်ထက်ကိုပိုပြီးတော်လဲဆိုတော့ရက်တိကျခံမှန်းပေးလေဒါဆိုတော့ကျမတို့ချိမို့မှာပေါ့နော်အင်မတန်ကိုခါတဲ့လုံးဝလေးစားသွားမယ်ရှင်အဲ့ဒါဆိုတော့ဘယ်နေ့ဘယ်လမှာငနေလောက်မယ်ဆိုပြီးအတိအကျပြောရင်ကျမတို့ပြင်ဆင်မှာပေါ့ရှင်အင်ပြင်မှာထွက်နေမှာပေါ့အဲ့လိုလဲပြောနိုင်ခဲ့ရတာမဟုတ်ဘူးမိုးလူသားပညာရှင်တွေလောက်တော့မှတိကျကျပြောနိုင်ခြင်းမရှိဘဲနဲ့ဒီလိုခုံစားတာကတော့တင့်တော်တဲ့ကိစ္စတော့မဟုတ်ပါဘူးရှင်ကျမတို့နိုင်ငံမှာကခါကြတဲ့ဓာတ်ကြောင်လေးပေါ့နော်ဒီလားဓာတ်ကြောင်လေးရှိရဲ့ရှင်ကိုယ့်ရဲ့ ိတ်ဆွမ်းရင်ပေါ်မှာ confidence ရှိတဲ့သူတွေပေါ့နော်အဲ့ဒီလူမျိုးတွေကဒီငကားတိုက်တို့ဘာတိုက်냐တိုက်ဆိုတဲ့ဟာတွေဆက်ဆက်ပြီးတော့လဲသူတို့ကိုသူတို့အဲ့လိုမျိုးထင်မြင်ယူဆတွေးတောနေတတ်တဲ့ရှင့်တကယ်တော့ငကားတွေပါလေဆိုတာသူကတရိတ်ဆန်ပုံထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီတရိတ်ဆန်ပုံကလူပုံထဲနေနေရှင့်ပြီးတော့တိလာပြီးတော့ကျမတို့တန်တရာမှာဆိုရင်ကျမတို့မဖြစ်ဘူးတဲ့ဘဝဆိုတာမရှိဘူးကျမဒီဘဝမှာတင်းတင်ဆက်သူတယောက်ဖြစ်နေတော့ခန်းင်းစုစနိုက်ပါစုဖြစ်တယ် တ်တယ်နော်နောက်ဘဝမှာကျမဘဝပေါင်းပြောင်းများစွာဘီလျံနဲ့ချီတဲ့ဘဝတွေကျမကြုံဆုံခဲ့ပြီးပြီအဲ့ဒီဘဝတွေမှာကျမဟာဆိုရင်နတ်လည်းဖြစ်ခဲ့မှုမှာပဲခွေးလည်းဖြစ်ခဲ့မှုမှာပဲလောက်လည်းဖြစ်ခဲ့မှုမှာပဲဂျိုသားလည်းဖြစ်ခဲ့မှုမှာပဲဘယင်လည်းဖြစ်ခဲ့နိုင်တယ်မိဖုရားလည်းဖြစ်ခဲ့နိုင်တယ်စစ်သူကြီးလည်းဖြစ်နိုင်တာပဲတရောင်းသားလည်းဖြစ်နိုင်တာပဲဟုတ်တယ်လားကျမကြီးကောင်းတယ်ဆိုပြီးဖြစ်ခဲ့နိုင်တယ်ကျမကြီးမကောင်းတယ်ဖြစ်ခဲ့နိုင်တယ်ကျမတို့ဘုရားမြတ်စွာအောင်ချောခဲ့တယ်လေလူတွေဆိုတာတူးနဲ့တူးတန်တရားကြီးကဘယ်လောက်ထိရှိလဲဆိုတူးနဲ့တူးဆွေမျိုးမတော်ဆက်ဘူးလည်းသူတော်မရှိဘူးတဲ့သိလား ဲ့လိုဆိုတော့စဉ်းစားကြည့်ပါဦးရှင်ဒီလောက်ရှည်လျားလျားတဲ့တန်တရာကြီးတဲ့မှာကျမတို့ငကားလည်းဖြစ်ချင်းဖြစ်မှာပဲတီကောင်လည်းဖြစ်ချင်းဖြစ်ခဲ့မှာပဲဒါထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးရှင်ပြီးတော့ငကားပုံတွေပါတယ်မရှိဘူးမို့ရှိရတော့ကျမလက်ခံနေယုံကြည်ရယ်ကျမတို့ဗုဒ္ဓဘာသာမှာကိုကဘုံဌာနများစွာရှိရယ်ဆိုတော့ယုံကြည်ပြီးသားရှင့်ဒါပေမဲ့ဒီကြာတွေကကျမတို့လက်ရှိရှိနေလူသားတယောက်ရဲ့တန်ဖိုးကိုပေါ့နော်နှိမ့်ချသွားတော့တဲ့အထစ်ကိုပြောဆိုပြီးတော့ဂုံတင်တာမျိုးကလုံအောင်မဲ့ကိစ္စမဟုတ်ဘူးရှင့် နဂါးတွေဆိုတာလူလောကရောက်တဲ့အခါမှာသူကအကြောင်းတရားအမျိုးမျိုးကြောင့်ဖြောင်းရတယ်လို့ကျွန်မကြားဘူးတယ်။တချို့ကကုသိုလ်ပြုဖို့လာတာ။တချို့ကကြတော့နဂါးပြည်မှာမဟုတ်တာလုပ်တဲ့အတွက်အပြစ်ခံဖို့အတွက်လူပြို့ပို့ခံရတာလည်းရှိရဲ့တဲ့။ပြီးတော့နဂါးတွေမှာလည်းစင်တဲ့မျိုးမျိုးရှိရဲ့နော်။ကျွန်မနိုင်ငံမှာနဂါးလာဖြစ်ပြီဆိုကြည်လာရရှင်နဂါးမင်းသမီးနဂါးမင်းသားဆိုတာကြီးပဲနဂါးဘယင်းတော့ပါဘူးသိလား။နဂါးမှာလည်းသူအစင်နဲ့နှိမ့်ကြတဲ့နဂါးရှိရဲ့နော်။သိလားလူတွေလိုပဲရှင်သိလားအာမန်နဂါးတွေအများကြီးရှိရဲ့။ ပြီးကျမထင်တာတော့မြန်မာနိုင်ငံပျောက်လာတဲ့ငကားတွေကငကားပြည်မှာအပြစ်လုပ်လို့မြန်မာပြည်အဖို့ခံတဲ့ငကားတွေဖြစ်မယ်။ဒီလားအဲ့ဒါမြန်မာပြည်ရောက်လာတော့သူတို့ကမနေတိုင်းမနေတဲ့မထိုင်တဲ့နဲ့ကကြိုးကြောင်ကြီးဖြစ်ရင်ငကားပြည်မှာလည်းပေါက်ပြတ်လုခဲ့တဲ့နေမှာပေါ့။ဒီရောက်တော့လည်းပေါက်ပြတ်လုပြန်အောင်။ဒီလားဖျားတရားလုဖို့အတွက်လှုပ်လိုက်တဲ့တကယ်အစင်မြင့်တဲ့ငကားတွေဆိုတာဒီလိုပုံစံမျိုးမဟုတ်ဘူးရှင်။ကျမတို့မမြင်ဘူးမသိဘူးလို့မထင်နဲ့။ကျမတို့ဗုဒ္ဓဘာသာရေးဓာတ်ရေးယုံကြည်တယ်ဓာတ်တွေကိုကျမတို့သိဖို့မြင်ဖို့တယ်ရှင့်။တကယ်ဖျားတရားလုပြီးတော့တကယ်ဘောနော်ဗုဒ္ဓနာတွေမှာ ကူလူရောက်ရှိလာတဲ့ကုသိုလ်ပြုဖို့ရောက်လာတဲ့ပုံကိုယ်ကဘသူမှမသိဘူးရှင်သူတို့ကိုသူတို့လည်းဝန်ခံခြင်းမရှိဘူးလူတွေကသာသူတို့ကိုသုံးသက်တွက်ချက်ပြီးတော့ဖြစ်နိုင်ခြင်းရှိရဲဆိုပြီးတော့ပြောကြကြတာရှင်ဒီတော့ကုကိုနဂါးပါလို့ပါလို့ရှောက်ဝန်ခံနေပြီဆိုတော့တေးကြတယ်နဂါးပြင်မှာလည်းပေါက်ပြလို့လို့မောင်းထုတ်ခံရတဲ့အဲနဂါးစုပ်တွေပဲဒီလားအားတေးကြတယ်ရှင်ကျမငကဆုပ်လို့ပြောလို့ပြင်းထန်တယ်တော့မထင်တဲ့ဒီစကလုံးကိုဒီစကလုံးမရှုံးနဲ့ထိုက်တန်နေရှင်နော် လူဆိုတော့ဘယ်ဘွားမှမဆိုလာနိုင်တာပဲရှင်။နောက်အဲ့တော့ကိုကငကားဖြစ်တော့မှဂုံယူပါတယ်ဆိုတော့ဒါကိုသဘောဆန်တာပဲရှင်။အဲ့ဒါနဲ့မူတည်ပြီးတော့လူတွေကိုဗုဒ္ဓဘာသာအပေါ်မှာပေါ့နော်လမ်းလွဲစေတဲ့ကိစ္စတွေတဏ္ဍာကုံပြက်စေတဲ့ကိစ္စတွေနဂါဆိုတာနဂါပဲလေကိုးကွယ်တဲ့အဆင့်ထိသွားပြီးတော့တဏ္ဍာကုံပြက်စေမယ်ဆိုရင်ဒါမသင့်တော်ဘူးသိလားနဂါအောင်အရင်ကြိုက်တယ်မလေးစားလို့ရတယ်နော်လေးစားလို့ရတယ်နော်ချစ်ခင်လို့ရတယ်ကိုးကွယ်လို့မရဘူးရှင်တဏ္ဍာကုံပြက်သွားနိုင်တယ် ဗုဒ္ဓဘာသာတယောက်နေနဲ့ဒါလေးသိဖို့လိုတယ်ဒီလိုမျိုးမသိအောင်လို့လမ်းလွဲသွားအောင်လို့နှကောင်းကိုကိုကိုွယ်တဲ့အစင်တီဖြစ်အောင်လို့လုပ်တဲ့သူတွေအားလုံးဟာအဲ့ငကစုပ်တွေပဲကျမတို့လည်းတွတ်တယ်အဲ့လိုပဲသတ်မှတ်တယ်ရှင့်သိလားဗုဒ္ဓဘာသာတယောက်မှာရေးကြီးဆုံးတရဏဂုံပဲအဲ့ဒါကိုပြက်အောင်လုပ်တယ်ဆိုရင်အင်မတန်အဖြစ်ကြီးရယ်နော်ဒါလေးတော့စင်ကြယ်မို့တင့်ပါရှင့်ဒါကျမနေတက်ကြောင်လေးကိုအခွင့်အရေးရုံလေးဆုံးမစကားလေးနည်းနည်းပြောတော့ပါဒီလောကကိုကျမတိတ်ပြီးဝေဖန်တာလည်းမလုပ်ဘူးသိလားတိတ်ပြီးတော့ ဟိုပြောရမယ်မလို့မျက်စိမှာတော်တော်အမြင်မတော်ရင်တော့မပြောချင်သူတို့ဟာနဲ့သူတို့ပဲလှော်ထားတာပေါ့နော်သူတို့ယောဂနဲ့သူတို့ပဲသွားပစီဆိုပြီးတော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဒီလိုအရာတွေကြောင့်ပြန်ရကုန်ပြည့်ရတဲ့ကိစ္စတွေဖြစ်လာမယ်ကျွန်တော်တို့ဘုရားတရားတန်ကရေတနာမြတ်သုံးပါးလွဲလို့ရှင်အခြားကိုးကွယ်ရာတွေရှာလာကြမယ်ဆိုရင်ဒါဟာကျွန်တော်တို့ဗုဒ္ဓဘာသာအတွက်အင်မတန်စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်မဒီလိုမျိုးတင်ဆက်ပေးတာဖြစ်ပါရှာတန်တယ်ဆိုအလှူတန်းနေလို့ဘုရားတရားကိုမြဲအောင်နေကိုကိုချင်းတည်တော်ကိုရအောင်စောင့်ထင် ဒါဟာကျမတို့လူသားရဲ့လုံနိုင်စွမ်းအကုန်မဲရှင်။ဒါဟာဘာသာတရားအဆုံးအမတစ်ခုပဲ။ဒါလေးကိုနားလည်ပါ။အချားဘိုးဘွယ်ကရှာပြီးတော့တက်လို့လို့နန်းလို့လို့ပေါ့နော်တက်ကြောင်နေနဲ့ကုလူရှက်နယ်ပြီးတော့တရန်တကုံပြက်တာတွေစီးပွားဥစ္စာပျက်စီးတာတွေဖြစ်မှာဆိုတဲ့အတွက်ကျမသတိပေးပြီးတော့သတင်းလေးနေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင်။ကျမသတင်းတင်ဆက်ရခြင်းရဲ့စေတနာလေးကိုနားလည်ကြပါစေလို့လည်းကျမအနေနဲ့ဆန္ဒပြုပါရှင်။ကျမတို့ brand media တဲ့တန်ဆာမှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ ကျမတို့အခုကြုံနေရတဲ့ဒုက္ခဆင်းရဲကနေပြီးတော့အများဆုံးကင်းဝေးပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။